Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်မေလ16ရက်နေ့ညပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူတွားမှကြည့်ကြမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အရင်ဆုံးလိုရင်းတူရှင်သတင်းနှစ်ပုံနဲ့ကျွန်တော်တို့စလိုက်မယ်နော် ပထမဆုံးသတင်းတစ်ပုဒ်ကတော့အထွေထွေထိုးစစ်ပီလုံးကျွတ်တိုက်ပွဲဖြစ်လာပါကပီသူများတက်နေတဲ့ဘက်ကနေပါဝင်ပေးကြဖို့ဦးမင်းကိုနိုင်ကတိုက်တွန်းလိုက်တယ်ဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်နော်။အဲဒီတော့ဒီအထွေထွေထိုးစစ်ကြီးပီလုံးကျွတ်ဖြစ်လာနိုင်တဲ့အနေအထားတွေကိုကျွန်တော်တို့တွေ့နေရပြီဖြစ်ပါတယ်။အဲဒီတော့ဒီမှာကတော့ဦးမင်းကိုနိုင်ရဲ့ သတိပေးထားတဲ့သတင်းလေးဖြစ်ပါတယ်နော်ဒါကတော့အဲ့ဒီမှာဥမင်းကိုတိုင်ပြောထားတဲ့စကားထဲမှာတော့မြစ်ထဲចောင်းတဲ့ကဖြတ်ပြီးတက်တဲ့လူတွေတက်မယ်တောင်ပေါ်ကဆင်းတဲ့သူကဆင်းမယ်ကံယူတန်းတွေကလည်းထိုးတဲ့သူကထိုးမယ်စသဖြင့်ပေါ့တဲ့ဒီလို viewer ချက်ချတိုက်နိုင်ဖို့လိုပါတယ်ဆိုပြီးမှဒီပြောတော့ရလည်းရှိတယ်ပေါ့နော်အဲ့ဒီတော့မကြခင်မှာတော့တထွေထွေထိုးစီပီလုံးစုဖြစ်လာဖို့လားလာတွေတွေ့နေရပါပြီနော် နောက်တဲ့သတင်းတစ်ပုဒ်ကတော့ရှေဘုံမြို့နယ်ပယံကြီးရွာသို့လာတဲ့ဒူရဲအုံနဲ့ရဲတပ်သားတို့ကိုပြစ်ခတ်တိုက်ခိုက်မှုနှစ်ဦးစလုံးမျိုးရောစာဖြစ်ပြီးတန်းနှစ်လက်သိမ်းဆည်းရမိတယ်ဆိုတဲ့သတင်းကောင်းမှဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဗီဒီယိုသတင်းဗီဒီယိုတစ်ချက်ပြန်သွားကြည့်လိုက်မယ်နော်။အဲ့တော့ဒီလောက်ကိုက်ပါဒီ MMD ရပါနော်ဗမာရီမလာရဘူးဆိုပြီးမှသတင်းတွေကြားနေရပါနော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးသတင်းရှိလဲဆိုတာချက်နားထောင်ကြည့်အောင်ဟိုမိုးကလည်းတအားကြော်နေတော့အိတ်ကြော်လည်းပြောလို့မရှောက်ဘူးမရောက်တော့ဘူးမယ်ဒီ ကျွန်တော်အမေများတဲ့မိကွန်းလေးကျွန်တော်ပြန်မဖြေပေးမယ်နော်ဖြေပေးမယ်ဆိုတော့အခုဒီလောက်ကင်ကိုဘာမှလည်းတက်လို့မရမဟုတ်ပြရပါတယ်ဒါပေမဲ့ကျွန်တော်တို့လူကြီးဘယ်လိုပြောမလဲမတ်ခွနေပေါ့နော်ဒီပါအဲကိုကနေမြေမတ်ခွနေအဲ့ဒီဟာလောက်ကတော့ကျွန်တော်ကိုကနေလူမျိုးတွေလောက်ရပါပဲအကုန်လုံးလောက်ရမှာပဲဗျအဲ့ဒီအတွက်ကိုကြတော့ဘယ်လိုပြောမလဲဒီကိုလောက်ကင်မှာတန်းနေလို့ဆိုတော့လောက်ကင်မှာပဲလောက်ရပါတယ်နော်ကျွန်တော်တို့ဒီစိတ်မီတို့ နောက်ကွန်လုံတို့လာရှိုးတို့မှာလုံလို့မရဘူးရကိုနေမဲ့နေအောင်ပဲလုပ်ရတယ်အဲ့ဒါပါလိုအပ်မလဲဆိုတော့ရက်ွက်ထောက်ခံဆိုလိုအပ်တယ်ရက်ွက်ထောက်ခံစာပြီးတော့လိုမဲ့ကိုဥမာကိုအိမ်ကနေပါလိငားတယ်ဆိုင်ကနေပါလိငားတယ်ဆိုရင်လည်းအဲ့ဒါကြတော့အဲ့ဒီသူတို့အိမ်ကငားတဲ့ဒီပိုင်အိမ်ကပိုင်ရှင်တို့မဟုတ်ဆိုင်ကပိုင်ရှင်နဲ့လိုက်လုပ်သေးတယ်ဗျ တက်လို့မရတာမဟုတ်ဘာမှတက်လို့မရဘူးဒါလူတွေကထင်ရှားနေတဲ့လောက်ကိုင်ဘာမှတက်လို့မရဘူးဒီမှာပြောတာတကယ်တမ်းတက်လို့ရတယ်နော်ဘာမှမဖြစ်ဘူးဒါပေမဲ့အဲ့ဒီထောက်ခံတာနေထိုင်ခွင့်ယာယီနေထိုင်ခွင့်ဟောပေါ့စားအုပ်တွေပေါ့နော်အဲ့အရာတွေလောက်ရလောက်လောက်ရတယ်ဒါတကယ်တကယ်တမ်းမလို့ပွဲစားတွေပိုင်းနဲ့လောက်ရင်ကြောက်တော့ငုံစုံစိတ်ကများတယ်ဗျာများအဲ့ဒါရောကိုငါအခန်းငားနေတဲ့သူအခန်းငားနေတဲ့အိမ်ရှင်တို့ဒီမဟုတ်ကိုဆိုင်ငန်းငားနေတဲ့အိမ်ရှင်ကိုလှုပ်ခိုင်းရင်ရတယ် ဘူးဘာမှအခုတော့မဟုတ်ဘူးဟိုငွေကြေးအများကြီးပေးစားလည်းမတူရအဲအဲဆိုတော့လူကပြောတယ်ငွေကြေးရသထောင်ကျော်လောက်ကုန်တယ်900 900လောက်ကုန်တယ်ဒါမျိုးတွေပြောနေတယ်ရှိရနော်အဲ့ဒါကြတော့ဘယ်လိုလဲဒီအပြင်ပန်းအနေနဲ့ဝိုင်းလောက်ကြလို့အပြင်ပန်းအနေနဲ့ဘယ်လိုပြောမလဲဒါတော့ဘယ်နေရာဘယ်ဒေတာမျိုးတော့ရှိသွားတာပေါ့နော်အဲအဲ့ဒါမျိုးလေးတွေကြောင့်မောင်ကိုအနေနဲ့လောက်ကြလို့တာနေငွေကုန်ကြေးကြများနေတကယ်တမ်းငွေမကုန်ဘူးနော် အဲ့တော့ကိုအခန်းကားနေတဲ့သူတိုဒီမိုကိုဆိုင်ကန်ဖိုင်ရှင်တရဟာသူ့ကိုလှုပ်ခိုင်းလို့ရှိရင်အာသူ့ကိုလှုပ်ခိုင်းလို့လည်းရတယ်။ဒါမှမဟုတ်ကိုကိုရင်တက်လှုပ်မယ်ဆိုလည်းတုံချိန်မှာလှုပ်လို့ရတယ်လို့1 to 5မှာလည်းလှုပ်လို့ရတယ်။နေရာတော်တော်များများလေးမှာတော်ဟာသူတို့ယုံနေခွင့်ထားပေးတယ်။အဲ့မှနေလှုပ်လို့ရတယ်နော်။ဟိုတော့ဘာမှတက်လို့မရတော့မဟုတ်ရ။ဘာကြောင့်လဲဟိုဟာဆိုတော့ဒါက ဒါပေမဲ့နည်းနည်းသတ်မှတ်ထားတဲ့သတ်မှတ်ချက်လေးတစ်ခုလေးတော့ကျွန်တော်တော့ဘာမှတော့မရှိပါဘူး။ဒီမင်းဟိုလိုကြီးဘာမှတော့မရှိဘူးရ။လုံလို့ရတယ်နော်။အဲ့တော့ဘာမှတွေလည်းတက်လို့ရတယ်။ဘာမှလောက်ကန်တက်လို့မရဘူးဆဲစကလုံးလည်းမဟုတ်ဘူးနော်။ဘာမှတွေလည်းလောက်ကန်တက်လို့ရတယ်။အားလုံးမတူဘူးဆိုတက်လို့ရတယ်။အင်း။အဲ့ဒါကကျွန်တော်မိထားတဲ့မိကွန်းအမေးများတဲ့အရာလေးတော့ကျွန်တော်ဘောက်ဆုံးပြန်ပြေးပေးလိုက်ပြီနော်။အဲ့တော့ဟိုနောက်လူအပ်တာရှိရင်လည်းပြောစရာရှိရင်လည်းကျွန်တော် မေးလို့ရပါတယ်ကျွန်တော်တတ်နိုင်တဲ့ဟာကြောင့်ဒီဟာလေးဖြေပေးပါမယ်တဲထားတော့เนาะလောက်ကင်ကိုဒီဗမာတွေတက်လို့မရဘူးဆိုတော့တတိယကြီးနေတဲ့ဟာလေးပတ်သက်ပြီးတော့ဖြေရှင်းထားမှာဖြစ်ပါတယ်เนาะကဲနောက်ထပ်လဲ UNG နဲ့ဒီ PDF ကြားထဲမှာဘယ်လိုမျိုးတည်တည်မြတ်နေတဲ့လဲဆိုတာမျိုးတွေကိုကြံပြပေးထားတဲ့ဥလိုင်ဝင်စကားလေးကိုကျွန်တော်နောက်ကြည့်အောင်เนาะကိုကိုကိုကာကွယ်တဲ့အနေနဲ့ပြန်ကိုပြန်ချအာမှာပဲရှိတယ်နောက်ဆုံးလို့ပါမရတော့တာ ။ energy က pdf တွေကိုကင်တွေ့တာအားနည်းတယ်ဆိုတဲ့အခြေအနေကမှန်မှန်ပါဘူး။ pdf ဆိုတာ pdf ဆိုတာသူ့အတူထားချတာဗျ။သူ့ရက်ွက်နဲ့သူ့ပြည်သူနဲ့သူ့အတူပတ်စံနဲ့ပေးပြီးသူ့လက်နဲ့သူ့လုပ်ပြီးထားချတာဗျ။ energy ကအဲ့ဒီအဖွဲ့တွေကိုကောက်တင်ကောက်တို့လိုက်ကောက်ရတာဗျ။ energy ပေးထားတဲ့လက်နဲ့မဟုတ်ဘူး။ energy ထောင်ထားတာမဟုတ်ဘူး။ energy စီးယုံထားတာမဟုတ်ဘူး။ပြည်သူကသူ့အစိတ်နဲ့သူ့လုပ်တာ။အဲ့တော့ energy ကလည်းပြည်သူတွေကပြည်သူဖြစ်တာဖြစ်တဲ့အတွက်အဲ့ဒါကိုအများနားလည်နိုင်လောက်တဲ့အနေထားနဲ့ compact ဖြစ်အောင်လုပ်ပြဖို့ပဲလိုအပ်တယ် ဒါပေမဲ့တနင်္ဂနွေလုံးရဲ့လက်နက်ကင်တွေကို NUG ကဝါမျိုးဖို့ဆိုတာလည်းမဖြစ်နိုင်ဘူး။ဘာကြောက်လဲ။ဘာကြောက်လဲ။ဘာကြောက်လဲ။ NUG မှာအဲ့လောက်အားလုံးကိုထောက်ပံ့ပေးနိုင်တဲ့ငွေကြေးမရှိဘူး။အဲ့တော့ကိုကသူတို့ကိုပတ်စံမပေးနိုင်ရင်ဩဇာမတရားဘူးလေ။အဲ့ဒါရှိတရားပဲ။ဩဇာပေးနိုင်တဲ့လူလက်နက်ပေးနိုင်တဲ့လူပတ်စံပေးနိုင်တဲ့လူဩဇာရှိတာပဲ။ဒါကြောင့်တချို့တွေကကပိုင်းဆောင်တက်တွေကိုပိုင်တက်တွေဖြစ်နေတာ။ဖာနီဇာတွေကခိုင်းတဲ့အတိုင်းလိုက်လုပ်နေရတဲ့အဖွဲ့တွေတော့ရှိနေပြီ။ရှိနေခဲ့တာပေါ့။ရှိနေခဲ့တယ်ပေါ့။ဘာကြောက်လဲဆိုတော့ NUG က တနိုင်ငံလုံးရဲ့တန်ရာဇာတကိုမရောက်နိုင်အုပ်စည်းထားတယ်လို့အုပ်စည်းထားတာမဟုတ်ဘူးအန်ယူဂျီမှာရပောက်ရလမ်းမရှိဘူးရှာဖွေနေရတာဖန်တီးနေရတာပြည်သူတွေကနေပြီးတော့ထောက်ပံ့ခြေတွေအလုံးအဝတစင်နှီးဖို့ဆိုနေရှာနေရတာတချို့ကိုအုပ်ချုပ်တဲ့ဒေသမှာအခွန်အခတွေမလုံလောက်ပါဘူးအဲ့တော့အန်ယူဂျီပတ်စံမရှိလို့မလေးစားတာဒါပါပဲငွေရှိတဲ့လူကမျက်နှာရှိတယ်အန်ယူဂျီကပတ်စံမပြုံးနိုင်တော့မလေးစားတာပေါ့အန်ယူဂျီပတ်စံပေးနိုင်တယ်လာစားပေးနိုင်တယ်သူတို့အခွင့်အရေးပေးနိုင်တယ်လက်နဲ့ကောင်းကောင်းပေးနိုင်ရင်အန်ယူဂျီမှအန်ယူဂျီဖြစ်မှာပေါ့ ဲ့ဒီအဲ့ဒီရဲ့အရှိတရားကိုကျွန်တော်တို့ကနားမလဲပဲနဲ့အတော့လက်မခံပဲနဲ့နားလဲပါလေလက်မခံပဲနဲ့ NUG ကိုပဲပြပြသားသားဝေဖန်နေတာဒီ PDF တွေကိုဝေဖန်နေတာမမှန်ပါဘူးကျွန်တော်တို့ကအခုကဘလို့မှမတတ်နိုင်ဘူးရတဲ့နည်းနဲ့ပဲဆက်သွားမှာပဲပြောချင်တာက NUG အောက်မှာမပါလို့ဒီ PDF တွေအားလုံးလက်နဲ့ဖြုတ်သိမ်းရမယ်ဆိုရင်အဲ့ဒီအထွေးခေါ်ဒီအရန်မှားတယ်တကယ်လို့ NUG မနိုင်ဘူး NUG ကခေါင်းဆောင်တွေအသုံးမချတယ် PDF တွေကတိုက်လို့ရတယ်ပြောချင်တာကကျွန်တော်တို့ဒီတနင်္ဂနွေလောက်တိုက်နေရမှာ တနိုင်ငံလုံးတိတိတူရနဲ့တိုက်ကိုတိုက်နေရမှာအဓိကက NUG နဲ့ပူးပေါင်းဆောင်ရွက်ခြင်းမဆောင်ရွက်ခြင်းနဲ့သူတို့ကသူတို့ရက်တည်နိုင်ပြီးတော့သူတို့ကသူတို့တိုက်နေဖို့လိုပါတယ်ကျွန်တော်တို့ဒီဆက်ကျင်မှုရှိနေတဲ့ပြည်စစ်ကောင်စီကိုတိုက်နေရတဲ့ပြည်ကျွန်တော်တို့နိုင်နေမှာအဲ့တော့ NUG ကလည်းလေဝကြီးအုပ်လို့မရသလို NUG ကလည်းအပြည့်ဝထိန်းချုပ်ဖို့လည်းမဖြစ်နိုင်ဘူးဒါကြောင့်လေဒါကြောင့်လေ NUG မှာဩဇာမှမရှိတာတော်တန်တဲ့အရေးယူလို့မရဘူး ကိုယ့်အခြေချင်းအေးအေးယူဖို့နေနေတာစစ်ကောင်စီကလူတွေဖမ်းမိရင်တော့အန်ယူဂျီကထားစရာနေရာမရှိကြွေးစရာမရှိဘူး။အခုပြည်သူတွေဆိုရင်အပြစ်ပြောနေပြီ။ဟာလာပြောနေကြပြီ။ဒီလူတွေဘာလို့ကြွေးထားရမှာလဲ။ဒီလူတွေအားလုံးကငါတို့ဟိုလက်နဲ့မချခင်ငါတို့လုပ်ခဲ့တာ။အဲ့တော့ကိုအဲ့တော့အဲ့ဒီပြဿနာရှိတယ်။အန်ယူဂျီကဩဇာမရှိဘူး။လူဆိုတာအမိတ်နဲ့အေးအေးယူမှကြောက်တာ။လေစားတာ။ အဲ့တော့ NUG ကသူတို့လာမဖမ်းနိုင်ဘူးဆိုတာလည်းသူတို့သိတယ်။ NUG ကသူတို့လာပြီးတော့လည်းမနှောက်ယှက်နိုင်ဘူးဆိုတာလည်းသိတဲ့အခါမှာတချို့နားလေတဲ့လူတွေကတော့ NUG နဲ့ပူးပေါင်းတယ်။ဂလန်ကစားလှုပ်ချင်တဲ့လူတွေကအဲ့ဒါကိုခွင့်ရေးယူတာပေါ့။ကျွန်တော်ကတော့စီးလုံးမှုအိုက်တော့မယ်။ဒါပေမဲ့တချို့နေရာကမြေပြင်မှာက NUG ဩဇာမတက်ရောက်နိုင်ဘူး။ NUG ဩဇာတက်ရောက်နိုင်ရင်လည်းမရောက်နိုင်နေရာရောက်နေပြီပေါ့လေ။အဲ့တော့မရောက်သေးဘူး။အဲ့ဒါကလည်းအဒီထားရပါတော့ ဟုတ်ကဲ့ဒါတော့ online ဝင်အောင်အသုံးချက်ချက်ပဲဖြစ်ပါတယ်เนาะအဲ့တော့ဒီ UNG နဲ့ PDF ကြားထဲမှာပေါ့เนาะဒီလိုမျိုးပေါ့เนาะဒီငွေကြေးနဲ့ပတ်သက်ပြီးတော့ဒီလိုမျိုးကွာချက်လေးတွေရှိတဲ့အတွက်ပေါ့เนาะညှိလို့မရတဲ့ပြဿနာတွေရှိပေမဲ့လည်းဒါကြီးရဲ့ပြဿနာကြီးကြီးတော့မဟုတ်ပါဘူးเนาะအဲ့တော့ဗျာကျွန်တော်တို့ကတော့ဒီ UNG အောက်ကနေဒီလိုမျိုးပြည်သက်တိုင်းတွေထွက်ခွာသွားတဲ့ဟာမျိုးတွေလည်းကြားရတာစိတ်တော့မကောင်းဘူးเนาะဒါပေမဲ့ဒီလိုမျိုးမဖြစ်ရင်တော့အကောင်းဆုံးပဲဖြစ်ပါတယ်เนาะ ကဲနောက်ထပ်ကျွန်တော်ကြည့်ရမယ့်သတင်းကတော့အချက်ဖက်မင်းအောင်လိုင်ရပါတော့ဒီသူ့ရဲ့တက်တန်းကို6လောက်6လောက်6လောက်တိုးသွားတာဘယ်နှခါတော့ရှိပြီလဲမသိဘူးနော်အဲ့တော့ဒီမင်းအောင်လိုင်ရဲ့လုတ်ပုံတွေကိုဒီမှာတဲဝင်ပန်းထားတယ်မှာကျွန်တော်မြေဗီဒီယိုတခြားတော့ကြောင်းနော်ဆိုပါစို့ပေါ့နော်ဖွဲ့စုံချန်ဦးတွေထဲမှာပုံမှန်တွေပုံတွေနံပါတ်တွေတော့ကျွန်တော်မပြောတော့ဘူးဖွဲ့စုံချန်ဦးတွေကပါတဲ့အချက်တွေပြောပြောပြောပြမယ်ခါတော့၄နှစ်၄၄နှစ်နှစ်က၄နှစ်၄နှစ်၃မှာလည်းစပြီဒီဘက်က၄နှစ်၉၄နှစ်၉လောက်တွေကိုသရိုက်ဖတ်ကြည့်လိုက်အဲ့ဒါသွားတွေ့တယ်ပုံမှန်၄၂၀နဲ့၄၀ 29လောက်ထိကြာတခြားလို့ကဖတ်ကြည့်တယ်အဲ့မှာရွေးကောက်ပွဲကျင်းပမယ်လုံခြုံလို့ညီတော့တွေ့ရနေမယ်အဲ့တော့ရွေးကောက်ပွဲကျင်းပဖို့ကိစ္စမှာကာလုံကဒီလာမယ့်ဇူလိုင်30ဆိုသူကာလုံစီမကျင်းပကာလုံကျင်းပကျင်းပပြီးရင်ကာလုံကသူအဆုံးဖြတ်တခုပေးရတယ်အဲကာလုံကအာနာသူဆက်ယူထားမလားဟမ်ကာလုံကဒီနိုင်ငံစိုးရှင်ကောင်စီကိုဖျက်သိမ်းမလားစသဖြင့်ရှိတယ်အဲ့တော့ရွေးကောက်ပွဲကျင်းပမလားဆိုတော့ကာလုံကတတန်းတိုးလာခဲ့တယ်လေခရာတို့တည်တယ်အခြေရများနေပြီကျွန်တော်မှတ်တော်မှမပြီးတော့ တူးလုံးလို့မှတ်တော့မှမီလို့ဘယ်နှချိန်မှကိုမသိတော့တူးတာမှတ်ကိုမမှတ်ချင်တော့လားအဲ့လိုဖြစ်သွားတယ်ပေါ့နော်ဆိုတော့အခုလဲကာလုံမှာဂျူလိုင်30ရက်နေ့မှာကာလုံမှာတတန်း6လတူးသည်ဆိုတာဖြစ်မလားဒါမှမဟုတ်ခုနအစိုးရတရက်တစ်ထည့်ကိုအာနာပြီးမလားသို့မဟုတ်ကာလုံကအာနာကိုခြင်ထားမလားဆိုတာအဲ့တော့ဖွေးစည်းဝင်ချက်ဦးတွေပါတာကအရေးပေါ်အခြေအနေကာလအရေးပေါ်ကာလအခြေအနေအတွင်းမှာအတွင်းမှာကာလုံကသူကဥပဒေအာနာသူကာလုံကခြင်ထားတယ်အဲ့ကာလုံကနေပြီးတော့သူကဒီဒုပုဂ္ဂိုလ်တူးတယောက်ဖြစ်စီအဖွဲ့အစည်းတစ်ခုဖြစ်စီ တော့တော့တောင်းအောင်တောင်းပေးခွင့်ရှိတယ်နောက်တစ်ခုကတက်မတော်ကာဝုဒ္ဓကြီးကိုတောင်းဝင်ပေးတယ်ဆိုတော့တက်မတော်ကာဝုဒ္ဓကြီးကလက်ရှိရေးပေါ်ချိနေမှာတက်မတော်ကာဝုဒ္ဓကြီးကသူတောင်းဝင်ထပ်ဆောင်တယ်အဲ့သူကဘာလုပ်လဲနိုင်ငံတော်စီမံကိန်းချုပ်ရဲ့ကောင်စီဆိုတော့ဖွဲ့စည်းပြီးတော့မှသူကတောင်းဝင်ထပ်ဆောင်တယ်စီမံကိန်းချုပ်ရဲ့ကောင်စီရဲ့တက်တန်းကလည်းအခုဆိုရင်လင်းနစ်ကျော်လာပြီဆိုတော့ရွေးကောက်ပွဲကျင်းပမယ်လို့ဆုံးဖြတ်ထားပြီးရွေးကောက်ပွဲကဒီကရွေးကောက်ပွဲကခုနကပါလဲဆိုတော့အနည်းဆုံး6လကျော်ပြီးကျင်းညာတယ်နော်အနည်းဆုံး6လကျော်ကျင်းညာတယ်ဟိုမဲဆွဲမှုကြချိန်အနည်းဆုံး190အချိန်3လပေးရတယ်ဆိုတော့ဒါမျိုးတွေရှိရောပြောရရင် ဒီဇင်ဘာလို့ပြောထားတဲ့အတွက်ဇူလိုင်လို့ကောက်ဆွဲတာဩဂုတ်စက်တင်ဘာအော်တိုနိုမဒီဇင်ဘာအော်ဇူလိုင်နောက်ဆုံးထားပြီးတော့ဒါဈာပြတ်ဆိုတော့ပေါ်လိမ့်မယ်ဒီလိုဒီလိုမှန်တယ်အဲ့ဒါကိုလည်းသတင်းအနေနဲ့ဝါရော့ဖြစ်လိုက်တယ်ဆိုတော့ရုတ်တရက်ဆိုရင်လူတွေကြားထဲမှာပေါ်လာမလားလို့မှန်းကြတယ်တချို့ကလည်းခုမေလကုန်လောက်ဆိုရင်ဒီမေလကုန်ထဲမှာအစိုးရဖွဲ့ထဲမှာအပြောင်းလဲကြီးနိုင်ငံရေးဆိုင်ရာအပြောင်းလဲမှုအကြီးတခုလုပ်နိုင်မယ်လို့ဒီမေလကုန်လုပ်နိုင်မယ်လို့တချို့ကလည်းသုံးသပ်ကြတယ်ဆိုတော့ဒီမေလကုန်မှာပဲဟိုနိုင်ငံရေးအပြောင်းလဲကြီးလုပ်လို့မလုပ်လို့အဲ့တိတ်မထူချဘူး မထူးကြဘူးအလုပ်လည်းမထူးကြဘူးလို့ပြောဘာလို့လဲဆိုတော့အဲ့ဒီအားလုံးရဲ့ခေါင်းကိုင်ကဘုဇုံကြီးမဲအောင်လည်းဖြစ်တယ်ဘုဇုံကြီးမဲအောင်ဖြစ်တဲ့အခါကျတော့ဘသူ့ကိုပြောင်းပြောင်းဘသူနဲ့ပဲပြောင်းပြောင်းဇမင်းသားအတူပဲဟွန်းမင်းသမီးတွေဘယ်လောက်ပြောင်းဇမင်းသားအတူပဲနော်အဲ့တော့ဘယ်မင်းသမီးတွေသူတွေ့ကကမင်းသားအတူပဲအဲ့တော့ခင်ဗျားဆိုင်တာပြောင်းဒါပဲအဲ့တော့အဲ့မှာဘာဖြစ်မလဲဆိုတော့နိုင်ငံဆိုင်ရာကောင်စီရဲ့ဖြစ်တည်မှုကရှီအောင်မလားဆိုတဲ့မေးခွန်းဆိုတော့အကယ်၍ရေကောက်ပဲကျင်းပမယ်လို့ဆုံးဖြတ်ပြီးဆိုရင်ဒီနေ့ကိုကျင်းပမယ်ဆိုရင်ဆိုရင်နိုင်ငံတော်ဆိုင်ရာကောင်စီဆိုတာမရှိရတော့ဖြတ်ပြရမှာ တော့နိုင်ငံဆိုးရွားချက်ကောင်စီကိုပြက်ပြဲပြီးသွားပြီးတော့သူကဘာလုပ်ရမလဲဆိုတော့နိုင်ငံဆိုးရွားချက်ကောင်စီမရှိတော့ဘဲနဲ့အမျိုးသားကာကွယ်ရေးလုံခြုံရေးကောင်စီထံကိုနိုင်ငံဆိုးရွားချက်ကောင်စီကအာဏာပြန်အနေနဲ့အဲ့တော့အာဏာတော်ကလို့ကာလုံကပြန်ခိုင်းထားတယ်ဆိုတော့ကာလုံကအာဏာတော်ကခိုင်းထားပြီးတော့ရေးပေါ်ချင်းတွေကိုကာလုံကပဲထပ်ပြီးတော့တာဝန်ထမ်းဆောင်တာမျိုးလုပ်လို့ရတယ်အဲ့တော့ရွေးကောက်ပွဲကိုကာလုံက6လအတွင်းကျင်းပပေးရမယ်ကာလုံကိုကာလုံကိုအာဏာပြန်အပ်ပြီးတဲ့နောက်မှာတက်မတော်ကာကွယ်ရေးချုပ်ကသူ့ရဲ့တာဝန်ထမ်းဆောင်ပြီးလို့အဲကာလုံကိုအာဏာပြန်အပ်တဲ့ခါကျလို့ရှိရင်6လအတွင်းရွေးကောက်ပွဲကျင်းပပေးရမယ်လို့ဆိုတော့ပါတယ်အဲ့တော့ ဒါကြောင့်မလို့ကာလုံပြန်ရတဲ့ခါအစိုးရတက်ပေါ်လာမယ်လို့မှန်းတာကျွန်တော်လူလူလေးပြောလိုက်မယ်နိုင်ငံစပအုပ်ချုပ်ကောင်စီဆိုတာရှိသလိုအိမ်ဆောင်အစိုးရဆိုတာလည်းဖွဲ့ထားပြီးသားမမေးဘူးပြောတာအဲ့တော့အစိုးရအသေးပြောင်းလဲရှိမှလားလို့မေးရင်အိမ်ဆောင်အစိုးရဆိုတာဖွဲ့ထားပြီးသားရှိတယ်အဲ့ဒါကိုလည်းမမေးကြဘူးလို့လေနော်အဲ့တော့ရှင်းပြရင်တော့နိုင်ငံစပအုပ်ချုပ်ကောင်စီဆိုတာမရှိတော့ရင်တော့အိမ်ဆောင်အစိုးရဆိုတာကဆက်ရှိနေလို့ရတယ်ဘာလို့လဲဆိုတော့ကာလုံကနေပြီးတော့အိမ်ဆောင်အစိုးရကိုဆက်တာဝန်ပေးတယ်ဆိုရင်အိမ်ဆောင်အစိုးရဝင်းချုပ်ကဘိုးချုပ်ကြီးမင်းအောင်လိုက်မယ် အဲ့တော့ဘယ်နဲ့လို့သိလဲတချို့ရောက်ကြတာရှိတယ်လေဘိုးချုပ်မှုကြီးမဲအောင်လိုင်းကဘိုးချုပ်မှုကြီးမဲအောင်လိုင်းကိုယာယီသမ္မတတာဝန်ထမ်းဆောင်ခိုင်းလိုက်ပါသည်ဘိုးချုပ်မှုကြီးမဲအောင်လိုင်းကကာလုံရဲ့ယာယီသမ္မတကြီးဖြစ်တဲ့ယာယီတာဝန်သမ္မတတာဝန်ထမ်းဆောင်သူဘိုးချုပ်မှုကြီးမဲအောင်လိုင်းကနိုင်ငံတော်စီမံရေးကောင်စီဥက္ကဋ္ဌဘိုးချုပ်မှုကြီးမဲအောင်လိုင်းကိုဘာပဲပြလိုက်ပါသည်ပြီးတော့နိုင်ငံတော်ဝန်ကြီးချုပ်ဘိုးချုပ်မှုကြီးမဲအောင်လိုင်းကိုနိုင်ငံတော်စီမံရေးကောင်စီဥက္ကဋ္ဌဘိုးချုပ်မှုကြီးမဲအောင်လိုင်းကအဲသူတွေနောက်ကြတယ်ပြောတာရှိတယ်အဲ့တော့သူကရှိသမျှအကူကိုပေးတာလေယူထားတဲ့အခါကျသူ့ကိုအဲ့လိုဟာနောက်ကြတာဒါပေမဲ့ကာလုံကာလုံက ယူကောက်ပွဲ6လတွင်ချိန်ပါပြီလို့ရတယ်ဆိုရတယ်။အဲ့တော့ तू ကဘာလုပ်ရလဲဆိုတော့ तू မှာအာနာ3ရက်လုံးကအုတ်ချွေဥရပြတရားစီအာနာ3ရက်လုံးရှိတယ်။အဲ့3ရက်လုံးကို तू က तू ကင်ထားပြီးတော့ तू တစ်ရက် ကိုပဲ तू ကင်ပြီးနှစ်ရက်ကိုအိမ်ဆောင်ဆိုတဲ့လက်ထက်ကိုထည့်ပေးလေ तू ရတယ်။ယူကောက်ပွဲချိန်ပါဖို့။အဲ့လိုမျိုးနဲ့ကာလုံကနေကင်ပြီးကာလုံကနေထိုင်ပြီးတော့ तू ကချိန်ပါလေရတယ်။ကာလုံကနေကာလုံကနေကင်ပြီးချိန်ပါလေရတယ်။အော်သတိရဝင်ကြီးဌာနတွေကတော့ဝင်ကြီးဌာနအလိုက်ဝင်ကြီးဝင်ကြီးရဆက်ရှိနေမယ်အဲ့ဒါဘယ်သူအောက်ကရှိမလဲအိမ်ဆောင်အစိုးရဖွဲ့ဝင်ကြီးဝင်ကြီးဌာနတွေ ဆိုတော့အဲ့တိုင်းသွားလို့ရတော့ခုနအစိုးရအတိပြောင်းလဲမြင်ရနိုင်လားမမြင်နိုင်လားဆိုရင်ရှင်းပြောရင်တော့ပြောင်းပြောင်းမပြောင်းပြောင်းနော်ဘူဂျုံကြီးမြန်အောင်လိုင်းကဒါလျင်ဒီလက်ရှိရွေးကောက်ပွဲချင်းပတ်ဖို့အတွက်ကိုသူကဥဆောင်ပေးရမယ်သူဖြစ်လာတယ်အဲ့သူဥမဆောင်သူဥဆောင်ဘယ်ကတရားမင်းဆင်းလာမှာလို့ဟုတ်ကဲ့ပို့နေပြောတယ်ဘယ်တရားမင်းဆင်းလာဥဆောင်မှာလို့ဘယ်သူမှမဖြစ်နိုင်အဲ့နိုင်ငံရေးအပြောင်းလဲအကြီးကြီးဖြစ်နိုင်လားလို့မင်းတော်ဆောင်သူကြီးနဲ့ထားပြီးဘုဇုံမကြီးနဲ့ထားဆွေးနွေးတာမျိုးဆိုရင်တော့တမျိုးပေါ့ဗျာဒါမဲ့လေခင်ဗျားစဉ်းစားကြည့်လေ ဘယ်သူကဒီချိန်ကြလာမှကြားသေးကိုသက်သွင်းမှာတော့ဟုတ်လားဖြစ်နိုင်ချေတော်တော်နေပါတယ်ဒါကြောင့်တော်တော်တော့ခက်တယ်ဒါကြောင့်ခုနပြည်သူ့မတော်ဘာလို့ဖွာနေရသည်ဒီပြောရရင်တော့နိုင်ငံရေးပါတီတွေနဲ့တချို့လူတွေနဲ့ပေါက်ပြီးတော့လူရင်းနဲ့လမ်းကြောင်းတွေကိုလမ်းကြောင်းပေးပြီးတော့ပြောနေသလားလို့တန်တရားရှိကဲဒါကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်းပြထားတဲ့ဟာပါနော်အဲ့တော့သူ့အဖကြီးကဘယ်လောက်ထိတော်မှနော်ဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးနေရာယူထားလဲဆိုတာမြင်တွေ့နေရပါတယ်နော်အဲ့တော့သူတို့ဘက်ကတော့မျှော်လင့်နေတယ်ပါနော် ဒီ yoga word နဲ့ပတ်သက်ပြီးတော့ဒါပေမဲ့ online တစ်ဖက်မှာတော့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့အခုချိန်မှာဆိုရင်ဒီ share plan နဲ့ကျုံးမဲ့အစီအစဉ်ရှိတဲ့အတွက်မကြခင်မှာခုနဦးမင်းကိုနိုင်တိုက်တွန်းသလိုပေါ့နော်ဒီအထွေထွေထိုးစစ်ကြီးစတင်မှုတွေလည်းရှိလာတဲ့အတွက်ပေါ့နော်အဲ့တော့မကြခင်မှာတော့တို့ရဲ့ yoga word ဆိုတာကတော့တို့ရဲ့အိမ်မက်ဖြစ်ပါတယ်နော်ဒီဘက်ကလည်းမရရအောင်ဖြစ်မှာဖြစ်ပါတယ် ကဲတော့ကျွန်တော်ကြည့်ရမှာတော့ချမ်ပစစ်ကောင်စီစစ်သားတွေရပါတော့ပြည်သူတွေရှေ့မှာဒါတကယ်ပါတော့ဝေးလာဝါလာနဲ့ချင်းချောက်နေတာပါတော့တကယ်အဖမ်းခံရပြီဆိုရင်ဒီမျက်စိတငင်နားတငင်နေပါတော့တကယ်တနာစရာကောင်းတဲ့ရုပ်ကလေးလို့ပါတော့အဲ့တော့ဒီလိုမျိုးပုံစံလေးတွေပြောင်းသွားတွေ့ရပါတော့အဲ့ဒါနဲ့ပတ်သက်ပြီးတုံ့သက်ထားတဲ့ကိုစစ်ပြည်သူရှင်းတာတော့ကြည့်အောင်နော်ပိုင်လေးတစ်ခုဖွင့်ပြမယ်နော်ဟိုဘက်ရောက်ကဘောမတွေအတွက်ကတော့အမီးကိုလှန်ချိုးပြီးတော့တက်နင်းခံထိသလိုဆွတ်ဆွတ်ခုံမဲ့ဗီဒီယိုဖိုင်လေးတိသွားပါနော် lâu dễ đấy con lâu chi đấy cha là nó lâu dễ đấy con lâu chi <laughs> gì đấy bố chua này là về này chỗ nào mà khai yêu chứ là pia này mà quên thằng nào cái mà bôi bé theo ấy hobby hobby lâu này nó ဘက်ကဂျိုက်ကဘက်မတဲ့ဗီဒီယိုဖိုင်လေးကဘယ်လိုလဲကြည့်ရတာစောင်းရရှိတယ်နော်ဘူးရပြဘူးရစကားပြောနေပြောတောက်တာတောက်တာသူတို့လှည့်ကြတော့ဟမ်ပါးကြောက်တာသူတို့အသားမှာနာတတ်တယ်သူတို့အသက်မှာတန်ဖိုးရှိတယ်သူများအသားလည်းဆိုနာစရာမဟုတ်ဘူးသူများအသက်လည်းဆိုတန်ဖိုးထားစရာမဟုတ်ဘူးဟုတ်တယ်မလားလက်ရှိစစ်တပ်ထဲမှာအဲ့တိုင်းပဲနော်သူများအိမ်ဆိုရင်တန်ဖိုးထားစရာမလိုသူများအသက်ဆိုရင်တန်ဖိုးထားစရာမလိုသူများအသားဆိုရင်မနာတတ်ဘူး ါပေမဲ့တို့အိမ်တွေတို့အတက်တွေတို့သားတွေဆိုရင်နာတတ်တယ်တလိษံနေတလိษံမှာတကက်တလိษံစိတ်ကိုတွင်းထားတဲ့စစ်တပ်ဖြစ်နေတာလူဆိုရင်ကိုချင်းစာတရားလူတိုင်းရှိရမယ်လေပညာတတ်တာမတတ်တာနဲ့မဆိုင်ဘူးလူကကိုချင်းစာတရားလူတိုင်းမှာရှိတယ်မွေးရပါအတိကိုချင်းစာတရားလူပီတတယ်မပီတဘူးဆိုတာအဲ့ဒီကိုချင်းစာတရားနဲ့တိုင်းပြတ်တယ်ပညာတတ်တာမတတ်တာနဲ့မဆိုင်ဘူးပညာမတတ်တာကောင်နဲ့ကိုချင်းစာတရားဆိုတာရှိတယ်နော်ကိုအသားလေးကိုစိတ်ကြည့်နိုင်သူများသားသားစိတ်နားတယ်ဟောငါနာတယ်သူတက်နာတူမစိတ်ဘူးဆိုတော့အတွေးတွေးရတယ် နော်ဒါပေမဲ့လက်ရှိဒီချင်းချစစ်တပ်ကအဲ့ဒီအသွေးမျိုးသူတို့မှရှိလာအခုဖန်ခထားရုပ်ကြီးလိုက်နော်ဗာမျိုးကြတော့ကြောက်တက်လိုက်တာဆောက်ဖို့ဂျိုးနေတယ်အာနာသိန်းကသာမလမ်းလဲကောင်အခုဒီမြင်အောင်လေးတဲ့ဗီဒီယိုဖိုင်နေဟမ်သူကသူပိတ်ထားတဲ့ဆိုင်အတင်းဝင်ဖြက်အတင်းမှလူရက်ပြီးတပုံဓမြလို့အပေါင်းရိုက်ချိုးဖြက်စီးဟုတ်တယ်လမ်းမင်းမှတန်းစီပြီးတော့သူကရန်ကုန်ထဲမှာမြို့လမ်းမှာရက်ထားကားတွေဆိုင်ကလေးသူ့အခန်းသူမင်းတွေကြာပြီးသူတွေဘာမှလည်းမဆိုင်ဘူးအကုန်လုံးကားတွေမှန်နေရိုက်ွက်ထုတ်ပြိုက်ချေမှုအကုန်ဆိုင်ကလေးအကုန်ယူရတယ် တတနေရဲမဟုတ် တတိုင်းမျိုးလုပ်ဖြစ်တာအဲ့ဒါတွေကတရားမျှတမှုလုပ်တာလားငါတို့မှလက်နက်ရှိတယ်ဆိုလဲငါတို့လုပ်ချင်တိုင်းလုပ်လဲဆိုတာအဲ့ဒါပြိဿံနော်အဲ့တော့ဒီတိုင်းပြည်မှာအကျန်းဖက်တမားကဘဒုလဲကျွန်တော်ညင်းစရာမလိုပါစက်နဲ့အာစတော်စိုးလို့ဆိုအကျန်းဖက်အကျန်းဖက်တမားတွေရောက်ပါတော့နော်အဲ့ဒါဘာဖြစ်လဲညင်းစရာဘယ်နေမှာဘလောက်တည်တာအကျန်းဖက်တမားတွေအကျန်းဖက်တမားဘာစက်ကမချဘူးဘာသူတို့ထင်တာကအဲ့လိုတွတ်တွတ်တို့ပြောတိုင်းပြည်သူကဒီ PDF တွေတိုင်းသားတော်လှန်ရေးအင်အားစုတွေအားလုံးကိုအကျန်းဖက်လို့တတ်မှတ်သွားမယ်သူတို့ထင်နေတာအရင်ခက်ကဆောက်ချိုးတွေ ါပေမဲ့ဘုရင်ကပြောဒီနေ့ခေတ်က social media ခေတ်ဖြစ်တယ်လောက်ရက်တွေကိုပြည်သူအားလုံးမြင်နေရတာဘယ်ကောင်ကအကြမ်းဖက်အလုပ်လုပ်နေလဲဘယ်ကောင်ကပြည်သူဘက်ကယက်တီလဲအကုန်တွေ့နေရတာလေနော်အဲ့တော့အမအခုတစ်ထည်တစ်ခုဖတ်ပြမယ်နော်အဲ့ဒါဘာလဲဆိုတော့ကြည့်ပါစစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ရေးလေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်ရှိစောင်းကျောင်းပင်ပွန်လင်းဖွာလာနဲ့ ကောင်ဖာခြေရွာများမှပြည်သူတုံးတောင်ထက်မနဲ့စစ်ဘေးရှောင်ရာကြောင့်ဒေသခံလူမှုအတင်းဖွဲ့အချို့ကလူလူတွေကိုပြောတယ်။ကဲကျွန်တော်တို့တုံးတရတာပဲတော်ပြီးတန်းထောင်ကြည့်လာနော်။ဖြစ်နေတာလေ။နော်အဲ့တော့တကယ်ပြည်သူကိုအကြမ်းဖက်တာအဲ့ဒါအဖြေအမှပေါ်နေပြီ။တော်ဒီနေ့မှကျွန်တော်တို့ကိုကြည့်နေတာတိုင်းသားတွေအနေနဲ့တိုင်းသားဆိုရင်ဗမာနဲ့ပါတယ်နော်။ဗမာနဲ့တိုင်းသားပဲကျွန်တော်မြန်မာပြည်မှာရှိတဲ့တိုင်းသားလူမျိုးစုတွေအနေနဲ့တိထားရမှာကဒီကာလဟာကျွန်တော်တို့မှာနှစ်ချမ်းပဲရှိရပါမယ်။တစ်ချမ်းက ပြည်သူ့ဘက်ရက်တည်ပြီးတော့ဒီမိုကရေစီလိုချင်တဲ့အချမ်းနဲ့တချမ်းကစစ်ကောင်စီဘက်ရက်တည်ပြီးတော့အာဏာရှင်စနစ်အတက်တွင်းနေတဲ့အချမ်းနှစ်ချမ်းပဲရှိရပါမယ်။အဲ့ဒီအပြင်ကျွန်တော်တို့အင်အားတွေကွဲစရာမလိုဘူး။အဲ့တော့လက်ရှိအင်အားခွဲခံရတဲ့အထက်မှာအစိုးဆုံးကပအုပ်လူမျိုးနဲ့ကရင်လူမျိုးအစိုးဆုံးပဲစစ်ကောင်စီဒီစစ်အာဏာရှင်တွေကတက်ရှုတွေးခွဲပြီးတော့သူတို့အတွက်အင်အားရအောင်အောက်မှာအင်ဂျက်အင်ဂျက်ချင်းပေးကုတ်ခိုင်းတာ။တော့ကရင်ဆိုလဲကရင်ကရင်ချင်းမတက်အောင်လုပ်ထားတယ်။ပအုပ်ဆိုလဲပအုပ်ပို့ချင်းမတက်အောင်လုပ်ထားတယ်။ ကျွန်တော်တို့က PNO တို့ PNN နေစတဲ့ဖြစ်ဒီခေါင်းစဉ်တွေဆိုတာကအဲ့ခေါင်းစဉ်တွေကျွန်တော်တို့မကြည့်အောင်ကျွန်တော်တို့ကြည့်ရမှာငါတို့လူမျိုးဆိုတော့ကြည့်ရမှာ PNO မှာပါတဲ့ပို့အုပ်လဲပို့အုပ်ပဲဗျာနော် PNN နေအပါဝင်တော်လှန်ရေးဒီတော်လှန်နေတဲ့အချမ်းမှာပါတဲ့ပို့အုပ်လဲပို့အုပ်ပဲခင်ဗျားတို့ကညီကိုအရင်နေဘတူးကြောင့်မတွေးပွဲစရာအကြောင်းမရှိဘူး PNO ခေါင်းစဉ်ကြောင့်လိုက်သွားမယ်ဆိုရင်အဲ့ဒါကျွန်တော်တို့ကခေါင်းစဉ်နောက်ပါသွားပြီကျွန်တော်တို့ကြည့်ရမှာခေါင်းစဉ်မဟုတ်ဘူးအဖွဲ့စည်းနာမည်မဟုတ်ဘူးကျွန်တော်တို့တွေးတောက်ကြည့်ရမှာဒါကြောင့်မလို့ဒီကာလမှာပို့အုပ်လူမျိုးတွေနော် ပိုးပိုးချင်းပြန်တိုက်ကြတယ်ခုဒါဝမ်းနဲ့စရာမကောင်းဘူးလားကရင်ကရင်ချင်းပြန်တိုက်ကြတယ်ဗမာမမာချင်းပြန်တိုက်ကြတယ်ဟုတ်တယ်နော်အနောက်မှာကြည့်ရခိုင်ရခိုင်ချင်းပြန်တိုက်ဖို့အတွက်ဒေါ်စောမြလေးရစာကိုစစ်ကောင်စီဘယ်လိုလုပ်ပေးထားတယ်ဒါပေမဲ့ရခိုင်ပြည်သူတွေကနတ်ရီပားရီရှိတယ်လုံးဝလက်မခံဘူးသူတစ္ဆာပေါ့မျိုးဒါကြောင့်မို့လို့ဘာဖြစ်သွားလဲစောမြလေးရစာစောက်ဘောဖြစ်သွားတယ်ဒါပဲအဓိကပြည်သူတွေအဓိကသူကတော့ဦးဆောင်ပြီးလုပ်နေတဲ့သူဒီလိုပဲ PNO ပဲအချမ်းမှလည်းဒီလိုပဲနော်ဒီပိုးတွေပဲအချမ်းမှလည်း ငါတို့ပိုးလူမျိုးအတွက်အဓိကအာမခံချက်ပေးဖို့အတွက်ရအောင်လုပ်နေတာဒီဘ ᱹ လူတွေလေအဲ့နောက်မှာပြည်သူတွေပြက်ပြက်တတရက်တီးလိုက်ရင်ဒီမူမမှန်တဲ့အာနာရှင်နဲ့ပေါင်းတဲ့ခေါင်းဆောင်တွေအလိုလိုရိမ့်ရိမ့်သွားတယ်ကိုယ့်လူမျိုးချင်းကိုပြန်ပြီးတော့ရန်လုပ်ကြအကြောင်းမရှိဘူးနော်ဒါကြောင့်မလို့ဒီညမှာကျွန်တော်မေတ္တာရက်ခံချင်တာတစ်ခုရှိတယ်နော်အထူးသဖြင့်ကရင်လူငယ်တွေပိုးလူငယ်တွေညီတွေညီမတွေပေါ့နော်ညီတွေပေါ့အဓိကတော့ကိုယ့်ညီအရွယ်တွေနော်ငါတို့က BG အတဲဝင်ထားတယ်ငါတို့က PNO တွေဝင်ထားတယ်အာဒါငါတို့အဖွဲ့ကြီးငါတို့အဖွဲ့ကဘလို့အားကောင်းတာဘလို့ ဲ့ဒီအတွေးမျိုးတွေမတွေးပါနဲ့ဒါတွေးရမယ့်အချိန်မို့အဲ့လိုအတွေးမျိုးတွေးမယ်ဆိုရင်ညီတို့အနေနဲ့လုံးဝလွယ်မှာပါပြီငါတို့ data ငါတို့လူမျိုးအတွက်ငါတို့ပြည်သူတွေအတွက်ငါတို့ပြည်သူတွေငါတို့အမကန်ချက်ဘာပေးနိုင်မလဲငါတို့ကအရွယ်ရောက်ပြီးတော့ငါတို့လက်နက်ကင်ထားတယ်ငါတို့ကင်ထားတဲ့လက်နက်အတွက်အဲ့ရွာတွေမှာရှိတဲ့နော်အတက်မပြေတဲ့ကလေးတငယ်တွေအမျိုးသမီးတွေငါတို့လူမျိုးတွေအတွက်ငါတို့အမကန်ချက်ဘာပေးနိုင်မှာလဲသူတို့ဘဝအတွက်လွတ်လပ်ခွင့်ငါတို့ပေးနိုင်လားငါတို့လက်ရှိရက်တည်ထားတဲ့အဖွဲ့အစည်းလား မပေးနိုင်ဘူးဆိုအဲ့ဒီဖွဲ့စည်းကလွဲမှားနေပြီကိုရတာအခွင့်အရေးမဟုတ်ဘူးနော်ကိုလူမျိုးရတာမှာအခွင့်အရေးဘာလို့ဆိုတော့ကိုလူမျိုးရတဲ့အခွင့်အရေးကကိုကအော်တိုပါပြီးသားပဲကိုရတဲ့အခွင့်အရေးကကိုလူမျိုးရချင်မှရမယ်ဒါကိုတဘောပေါက်ဖို့လိုတယ်အဲ့တော့အဲ့ဒီကိုလူမျိုးတဲ့တခါတစ်ဆင့်ထက်တတ်မယ်ဆိုရင်ကိုနိုင်ငံပြေသွားလိမ့်မယ်အဲ့တော့အဓိကကြည့်ရမှာကိုရက်ွက်ကို data ကို UI ကိုလူမျိုးကိုနိုင်ငံတစ်ဆင့်ချင်းကျွန်တော်ကြည့်သွားလိမ့်အဲ့တော့ကိုလက်ရှိနော်ဂိတ်တိတ်ဖွင့်ထားတယ်တဘော တော်လက်နက်ကင်တစ်ဖွဲ့နဲ့စစ်ကောင်စီနဲ့ပေါင်းတဲ့လက်နက်ကင်အဖွဲ့တစ်ခုနဲ့ကျွန်တော်ဝင်ထားတယ်အဂိတ်တိတ်ဝင်ထားတယ်အိတ်ဂိတ်ကင်လာတဲ့မြတ်ကားတွေကိုပတ်စံတောင်းမယ်အဲအနေချောင်းဆက်မှာဆိုရင်မြစ်ဆက်မှာဆိုရင်လာမြတ်တစ်ဖောင်းတွေဝါးပေါင်းတွေပတ်စံတောင်းမယ်ငွေရွှင်နဲ့အာဘောစီမိုက်တယ်ကွာဒီဂိတ်မှာငါဂိတ်မှုအဲ့ဒါအမှန်တရားမဟုတ်ဘူးနော်ခမရအိတ်ဂိတ်မှုရာတို့ဘယ်လောက် ရမှာလဲနှစ်ပေါင်းဘယ်လောက်ရမှာလဲအဲ့လိုဝင်ဝင်မျိုးနှစ်ပေါင်းဘယ်လောက်ရမှာလဲအဲ့ဒီရတဲ့ဝင်ဝင်ကခမရဘဝအတွက်အမှန်ကန်ချက်ရှိလားอืมสงสารหมดเนาะเออเดี๋ยวเปลี่ยนด้วยอ่ะมั้ยเจ้าเราบริการหาติดไปดีเว้ยอคันไม่ติดหิง ိုယ့်ထက်ကြီးတဲ့ကောင်ကကိုယ့်လူဘလာဝိုင်းကိုယ့်ထက်ခံရမှာခံရမှာอืมဆိုအဲ့ဒီဘဝကနေအားလုံးလွတ်မြောက်မဲ့ဘဝကိုဝိုင်းလုတာမှာအမှန်တရားဒါကြောင့်မလို့ဒီကာလမှာကျွန်တော်တို့တိုင်းရင်းသားလူမျိုးစုတွေအနေနဲ့ဗမာကစပြီးတော့အားလုံးပွေးခွဲမခံပါနဲ့အေးပြက်ပြက်တတရန်လူဘက်ကယက်တီတယ်ဆိုယက်တီခိုင်းလိုက်မင်းရန်လူဘက်ကယက်တီတယ်နော်အာနာရှင်အဆက်ဆက်ငါတို့လူမျိုးလူမွေးမပြအောင်လုတာခဲ့တယ်အဲ့အတွက်ငါတို့အာနာရှင်ကိုလက်မခံနိုင်ဘူးမင်းကအဲ့အာနာရှင်နဲ့ပေါပေါင်းလာโอเคမင်းလည်းရန်လူပဲညီကိုအရင်ဖြစ်နေပြီပြက်ပြက်ကဲဒါကကိုစီ သုံးသက်ချက်ဗီဒီယိုဖိုင်ဖြစ်ပါတယ်နော်အဲ့တော့ဒီဗီဒီယိုမှာစမှာပြောခဲ့သလိုပဲနော်ချမစစ်ကောင်စီဖွဲ့တွေကတော့ဒီအဖမ်းမခံရခင်မှာတော့ရုပ်ကဓာမျိုးပေါ့နော်ဖမ်းခံပြီးသွားရင်စတိုင်ပြောင်းသွားတယ်ပေါ့နော်အဲ့တော့ဘာပြောသူတို့ရဲ့ပုံစံကဒီပုံစံပဲနော်သူတို့တသက်ရှိလုံးလုံးသူတို့လုံနေတာမဟုတ်ဘူးနော်လက်နဲ့အာကိုဒီပေါ့နော်သူတို့ဒီသူ့အဖအာကိုလူရင်အားအာကိုမှသူတို့လှုပ်ရဲတာဖြစ်ပါတယ်မြေပြင်မှာဆိုရင်သူတို့အင်အားအင်အားတူတူချင်းစင်တော့မှသူတို့ရှင်တိုက်ရဲတူတူမဟုတ်ပါဘူးနော်ခုချိန်မှာဆိုရင်တော့ဒီချမ်းမက်စစ်ကောင်စီကဒါကြောင့်လည်းအမြဲတမ်းနေရာတိုင်းမှာကြာရှုံးနေတာဖြစ်ပါတယ်နော် ဟုတ်ကဲ့ဒီညအတွက်သတင်းသစ္စာဗီဒီယိုကဒီလောက်ပဲဖြစ်ပါတယ်အစားဆုံးကြည့်ပြီးကြားတယ်မိဘပြည်သူရောက်စီတိုင်းသူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမချင်းနဲ့ပြည့်စုံပြီးတော့အကြံဖတ်မင်းအောင်လိုင်းစစ်ပေးငလင်ပေးဘေးအန္တရာယ်ပေါင်းစုံမှာကင်းလွတ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ